Hello အားလုံးမင်္ဂလာပါတချေအိမို့ပါဒီနေ့ကျမမျှဝေပေးသွားမယ်အကြောင်းအရာလေးက Grade 5ရဲ့အာ TOS Table or Specifications အသေးစိတ်အညွှန်းစရာမြန်မာစာအတွက်ဒီမြန်မာစာဆက်ဆွေးဆက်ဆေးလွှာပေါ့နော်မြန်မာစာမိကွန်းအတွက်အသေးစိတ်အညွှန်းစရာကိုမျှဝေပေးသွားမှာဖြစ်ပါတယ် DTOS ကဆိုလို့ရှိရင်ဒါက2023ခုနှစ်က TOS ဖြစ်ပါတယ်။တနှစ်နဲ့တနှစ်ကအဲအနည်းငယ်တော့ပွဲလဲမှုလေးရှိပါတယ်။အဲဒီမှာလေးလာရတဲ့လောက်ပေါ့နော်2022ခုနှစ်နဲ့2023ခုနှစ်မှာဆိုလို့ရှိရင်မြေကုန်းပုံစံလေးနဲ့ပြောင်းသွားတယ်လို့အဲ TOS အဲဒီအညွန်စရာကလည်းအနည်းငယ်ပြောင်းသွားပါတယ်။နည်းနည်းလေးပါအများကြီးမဟုတ်ပါဘူးနော်။ ဲ့တော့အဲ2024နဲ့ခုလာမယ်2025ပေါ့နော်25မှာဆိုရင်ရော TOS ကအဲဒီအညွန်စရာအသေးစိတ်အနေနဲ့အဲဒါတင်တန်းနေမှာလဲပေးကောင်းပေးနိုင်မှာလဲအဲ့လိုမပေးခင်ပေါ့နော်2024ရဲ့ TOS ကိုတော့ကျွန်မရှာလို့မတွေ့ပါဘူးအဲပေးခြင်းလည်းပေးမယ်မပေးခြင်းလည်းမပေးဘူးတချို့ဒေတာတွေမှာဆိုလို့ရှိရင်လည်းပဲ GOS တင်တန်းနေရှိရပေါ့နော်ဒီ grade fight နီးလို့ရှိရင်တင်တန်းနေပေးတယ်အမှဆိုလို့ရှိရင်အဟောင်းကိုပဲဒါဆွေးနွေးကြလာဒါမှမဟုတ်လို့ရှိရင်လည်းပဲဒီအစ်စ်ပေးပြီးတော့ဆွေးနွေးကြလာတစ်ချက်လောက် comment မှာရေးပေးခဲ့လို့ရပါတယ်အဲ့တော့အခုကျမစနစ်ပြသမှာကဒီ2023ရဲ့အဲဒီ TWS ဖြစ်တယ်ပေါ့နော်22နဲ့ကအနည်းငယ်ကွဲပြားတယ်ဒါပေမဲ့လုံးဝကွဲပြားသွားတာတော့ဒါ size ကောင်းမှာပေါ့နော် size ကောင်းမှာဒီ2020 အဲ22ခုနှစ်က TOS မှာဆိုလို့ရှိရင်ဒါစာရေးစာကုန်းမှာအမှတ်20ဖြစ်တယ်အဲခု2023မှာဆိုရင်တော့စာရေးစာကုန်းမှာ10မဲ့ဖြစ်ပြီးတော့ဒီနှစ်သက်တဲ့ကျွန်တော်နှစ်သက်တဲ့အစားအစာတွေပေါ့နော်အဲအဲ့မှာဆိုလို့ရှိရင်ကတော့10မဲ့နှစ်ခုဖြစ်ရတာပေါ့နော်အဲဆိုတော့အဲဒါမျိုးလေးကြီးကွဲသွားပါတယ် အင်္ဂါတော့ကတော့အဲဒီ size size ကုန်း size size ကုန်းပုံစံကိုပဲဒါကျမတို့20ပေါ့နော်2မျိုးကိုပါ20မျိုးပေါ့နော်20ဘူးပေါ့ပေးတယ်ပေါ့အဲ2023 2024မှာတော့ဒါကျွန်တော်နှစ်သက်တော့အစားအစာရဲ့ပြီးလို့ရှိရင်နောက်ပတ်နောက်ထပ် size size ကုန်းပုံစံနဲ့ရဲ့အဲဒါ same ဖို့ same ဖို့စီနဲ့ပေးသွားပါပေါ့နော်โอเคဒါဆိုရင်ဒီရဲ့ဒီ TOS ကိုမျှဝေခြင်းက ဒီပေါ့နော်တချို့ဂျမားလေးတွေဆိုလို့ရှိရင် TOS ပေါ့နော် TOS ဆိုတာဘာလဲတိချာမသိရတဲ့သူတွေလည်းရှိတယ်သိရတဲ့သူတွေလည်းရှိမှာပေါ့နော်အဲအဲ့တော့ကျွန်မကဘူဒ္ဓတာအနေနဲ့အဲပြီးရင်ဒီနွေရာဒီမှာဆိုလို့ရှိရင်ဂျမားတွေအနေနဲ့အဲ grade fight ကိုပေါ့နော် grade fight ကလေးတွေကိုအဲကျမတို့ grade fight ကလေးတွေအတွက် grade fight တင်မဲ့ဆရာဆရာမတွေကိုကလေးတွေအတွက်မိကွန်းနေပြုစုလို့ရအောင်လို့ကျမကမျှဝေပေးခြင်းဖြစ်ပါတယ် โอเคဒါဆိုရင်ကျမကြည့်လိုက်ရအောင်เนาะအဲ့တော့ဒါကတော့ကျမတို့အဲ grade 5ရဲ့အသေးစိတ်အညွှန်စရာပဲဖြစ်ပါတယ်ပေါ့ နော် TOS ဆိုတာရောသူ့ရဲ့အရှိောက်က table or specifications ပါနော်အသေးစိတ်ညွှန်စရာအဲ့တော့အသေးစိတ်ညွှန်စရာမှာဆိုရင်တော့ကမြန်မာဘာစစ်စေးလွန်အတွက်ဖြစ်ပါတယ်ဒီမှာပြထားတဲ့ collect အတွင်းရှိကိန်းဂဏန်းဒီရမှတ်ဖြစ်တည်ဆိုတာဒါတွေကရမှတ်တည်ပါ collect ထင်မှာ collect ဆိုတာကကြတော့ဒီအကွင်းစာခွင့်ပေးပေါ့နော်ကွင်းစာခွင့်ပေးထင်မှာထည့်ထားတဲ့အမှတ်တွေကဂဏန်းတွေကဒါရမှတ်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကြည့်လိုက်ရအောင်အဲဒါဆိုတင်ငန်းစာအားလုံးအဖြစ်ဘယ်နှခုရှိလဲမြန်မာစာမှာ ဟုတ်ပါတယ်35မျိုးပေါ့เนาะ35မျိုးရှိမှာပေါ့35မျိုးမှာဒါဒီသင်္ကန်းစာကောင်းစဉ်နေနဲ့35မျိုးမှာနံပါတ်1တောင်ကြီးဘွားအောင်တောင်ကြီးဘွားအောင်မှာဆိုရင်ဒါကျွန်တော်တို့မိကုံးပုံစံကဓမ္မဒိဋ္ဌံမိကုံးရဲ့စီကုံးရေးဖြေဆိုပြီးတော့ရှိတယ်ဓမ္မဒိဋ္ဌံမှာလည်းတိမှုနာလည်းအဲအတုံးချပေါ့เนาะတိမှုနာလည်းအတုံးချစီကုံးမှာလည်းတိမှုနာလည်းအတုံးချပြီးတော့အတုံးချဆိုပြီးတော့ဒါအပိုင်းနေရှိတယ်ဓမ္မဒိဋ္ဌံမှာတော့အဲများသောအားဖြင့်တိဓမ္မဒိဋ္ဌံဖြစ်တဲ့အတွက်တိမှုဝင်အများဆုံးမိပါတယ်ဒီ TOS မှာဆိုလို့ရှိရင်တိ ်မှုမှာပဲမေးထားပါတယ်နားလည်းအသုံးချမှာမပါပါဘူးဓမ္မဒိတ်ထဲမှာစီကုံးမှာတော့ဒါကအမျိုးအစားဒီတိမှုနားလည်းအသုံးချအကုန်ပါပါတယ်နော်အဲ့တော့တောင်ကြီးဘွားအောင်ဆိုလို့ရှိရင်ညီမတို့နှစ်မှတ်တန်ဒါကအမှတ်ဖြစ်တဲ့အတွက်နှစ်မှတ်တန်ဒီပုတ်မေးပါမယ်နော် နမတန်တပုတ်ဒါပေမဲ့ဒီနားမှာဒါကချွေးကျက်နေတယ်ကျွန်မထည့်ထားပါတော့ဒါ2023ခုတုန်းကနမတန်တပုတ်လို့ပဲပြောထားပါတယ်ဒါမဲ့လို့ရဒီမီးခွန်းတွေကိုအဲ့ဒါပြန်ပြီးတော့မီးခွန်းဟောင်းတွေကြည့်တဲ့အခါမှာတောင်ကြီးဖွားကမီးခွန်းအဲကပြားဖြစ်တဲ့အတွက်သူ့ကိုဒီငါမှတ်တန်တပုတ်လည်းပဲဒါထည့်မိနိုင်ပါတယ်เนาะအော်ကျွန်မတို့ကလည်းစက္ကပြေပြန်တာပေါ့เนาะအဲဒီကပြပေးပြီးတော့အဲ့ဒါကိုစကပြပြန်ပြီးရေးရတဲ့ဟာမျိုးလေးငါမှတ်တဲ့တပုတ်လေးပေးနိုင်ပါတယ်ပေါ့ဒါကတော့အဲအရင် ထည့်ထားတာအရင်ဆိုပေမဲ့လည်းမိကောင်းမေးနိုင်တယ်နော်အဲ့တော့ဒီမှာကဒီအရုပ်ဆက်ရှင်ရရင်နှစ်မှတ်တန်တဘုတ်ဖြစ်တဲ့အတွက်မိဘုံရေအတွက်ကတပုံရမတ်စုစုပေါင်းကနံပါတ်ဖြစ်ပါတယ်ပြီးရင်နံပါတ်2ကကြတော့ဆက်ဆက်စကလုံးတွေပြောကြမယ်မှာじゃကျမတို့2020 22ခုနှစ်မှာတော့ဒီနံပါတ်2ဆက်ဆက်စကလုံးများပြောကြမယ်ဆိုတော့မှာအဲဒါတခုမှမေးမထားဘူးเนาะ GOS မှာဒါပေမဲ့2023 GOS မှာတော့ကျမတို့ဒီမှာ သတ်မှတ်တဲ့တပုတ်ပါပါမယ်အဲ့တော့စုစုပေါင်းရမှတ်၁ပါနောက်ခုစွမ်းရည်ကိုစီစွမ်းရည်ကိုစီကတော့ဒါကဓမ္မဒိဋ္ဌိအနေနဲ့ နော်အဲတမတ်တန်တပုံးနဲ့နမတ်တန်တပုံးမိနိုင်ပါတယ်အာဒီတိမှုအနေနဲ့ပေါ့နော်ပြီးရင်အသုံးချမှာတော့တမတ်တန်တပုတ်လာပါမယ်စုစုပေါင်း3ပုံးအာအရာမတ်စုစုပေါင်းအနေနဲ့တော့4မှတ်ဖြစ်ပါတယ်ပြီးရင်မိတန်ဆွဲမိတန်ဆွဲမှာဆိုရင်တော့တမတ်တန်တပုံးမိနိုင်ပါတယ်အဲဒါဆိုရင်မိခွန်ရေအတွက်ကတပုတ်စုစုပေါင်းအရေအတွက်စုစုပေါင်းရာမတ်ကတမတ်ပေါ့နော်ပြီးပုံမြင်ဖန်တီးရေးသားခြင်းနဲ့တွဲဆုံမြင်မြင်ခြင်းနေရတော့ဒါကတော့အဲမီလီမီတာမရှိဘူးပေါ့နော်ပြီးရင်နောက်တစ်ခုရိုးတက်လျှောက်ရိုးတက်လျှောက်ကတော့ကြပြ ြစ်တဲ့အတွက်ခုနကကျွန်မပြောသလိုပဲတောင်ကြီးဘွားဟောင်းအောင်ပါပေါ့နော်တောင်ကြီးဘွားအောင်ပါဆိုရင်ငါမှတ်တယ်လည်းမိနိုင်တယ်သူနှမှတ်တယ်တပုတ်လည်းမိနိုင်တယ်ရိုးရှောက်ကတော့ချိန်သေးတယ်သူကအာငါမှတ်တယ်တပုတ်လာမယ်ပေါ့နော် က်ကပြေပြန်ပြီးတော့ရေးရတာမျိုးပြီးရင်ရွှေတကုံစီဒီရွှေတကုံစီဒီကကြတော့ညီမတို့မှာအဲဒီတိမှုမှာဆိုရင်တမတ်တန်တပုံးနဲ့နမတ်တန်တပုတ်ပေါ့နော်ဒီစွမ်းရည်ကိုစီစာပိုက်ဖြစ်တဲ့အတွက်ဒီလိုပုံစံပါပဲပြီးလို့ရှင်တော့ကိုကသုံးမှတ်တန်တပုတ်မေးမေးနိုင်ပါတယ်သုံးမှတ်တန်တပုံးမေးနိုင်တယ်ပြီးရင်အသုံးချမှုမှာတမတ်တန်တပုံးမေးနိုင်ပါတယ်စုစုပေါင်း၄ပုံရမှတ်အနေနဲ့ကတော့အဲ့ဒီ အခန်းမှာဆိုရင်ခုနှစ်မှတ်မိနိုင်ပါတယ်เนาะသတင်းစာဖတ်ကြမယ်မှာတော့နှစ်မှတ်တန် double ဒါဆိုရင်အဲမိခွန်ရေအတွက်ကတော့ double ဖြစ်ပြီးတော့စုစုပေါင်းရမယ့်အနေနဲ့နှစ်မှတ်ရနိုင်ပါတယ်အဲ့တော့ဒီမှာဆိုရင်သင်ခန်းစာ၉ခုရှိသွားတဲ့အထက်မှာအဲဒီအများဆုံးမိနိုင်တဲ့အခန်းပေါ့เนาะဘယ်အခန်းတွေရှိမလဲစွမ်းရည်ကိုစီရှိမယ်เนาะပြီးလို့ရှိရင်နောက်တစ်ခုကအဲပါရှိမလဲဆိုလို့ရှိရင်စွမ်းရည်ကိုစီ ဒီမှာရိုးတက်ရှာပေါ့နော်ပြီးလို့ရှင်တော့ခုကရွှေတပုံစီတီးပေါ့နော်အဲအမှမှာကျွန်တော်တောင်ကြီးဘွားအောင်မှာလည်းငါမတန်အနေနဲ့ထည့်မိနိုင်တာဖြစ်တဲ့အတွက်တောင်ကြီးဘွားအောင်ပေါ့နော်ဒါမျိုးလေးတွေကိုအဲကိုကတေချာလေးလေးလာထားပြဖို့လိုတယ်ဒီမှာတိမှုနားလေအသုံးချအနေနဲ့ဒီမှာဒီဥစ္စာဒီဗီဒီယိုကကြတော့အဲကျွန်မရွေတာကဆရာဆရာမတွေရွေပါတယ်မိပါတယ်ပေါ့နော်ဘယ်ဒီပညာရေးကိုယ့်ရဲ့တတမီးတွေပညာရေးကိုအဲစိတ်ဝင်စားတယ်မိပါတယ်အဲ ိုတာဂက်ထားပြီးတော့ကျွန်မဒီဟာကို sharing လုပ်ခြင်းဖြစ်ပါတယ်အဲ့တော့တိမှုနားလည်းအသုံးချပါဆိုရင်ဒါ teacher guide တွေမှာပါပါတယ်เนาะ။ဘယ်ဟာကအဲတိမှုလဲနားလည်မှုလဲဆရာမတွေသင်တဲ့တက်ထားတဲ့ဆရာဆရာမတွေဆိုရင်ဒါတရားနားလည်ပါလိမ့်မယ်เนาะ။ဒီဥစ္စာကိုအသေးစိတ်ထပ်ပြီးတော့ကျွန်မဒီဇာမွဲရာတီရောက်လို့ရှိရင်ထပ်ပြီးတော့ဒီဟာနဲ့ guide တဲ့ပေါ့เนาะ။ဒီ TOS နဲ့ guide တဲ့အဲဒီပါနက်ဝက်ပေါ့เนาะ။ဒါမှမဟုတ် lab ပေါ့เนาะ။အဲ့ဒါမျိုးလေးတွေလည်းကျွန်မမိကုန်ထုတ်ပြီးတော့တင်ပြဖို့ရှိပါတယ်เนาะ။ โอเคဒါဆိုရင်နောက်တစ်ခုကြည့်ကြရအောင်တဆေပေါ့เนาะသင်ခန်းစာတဆေရဖတ်ဖြစ်မလဲအဲ့တော့သင်ခန်းစာတဆေရကြတော့ကျမတို့ အဖို့တန်စီဝတ်ဆိုငှက်ကလေးပေါ့နော်အဖို့တန်စီဝတ်ဆိုငှက်ကလေးမှာဆိုလို့ရှိရင်ဓမ္မဒိဋ္ဌံမှာအဲမေးလို့မရှိဘူးအဲစီကုံးရေးပြမှာတော့ဒါကမေကုံးပုံစံပေါ့နော်မေကုံးအဲမေကုံးမေးပြီးတော့ဖြည်းဖြည်းရတဲ့ပုံစံသုံးမှတ်တန်တစ်ပုတ်ပါပါမယ်ဒါဆိုရင်ရမှတ်ကသုံးမှတ်ပါစကတာစကတာကတော့တမှတ်တန်တစ်ပုတ်ပဲမေးနိုင်ပါတယ်ဒါဆိုရင်မေကုံးရေးအတွက်တစ်ပုတ်ဓမ္မကတမှတ်နေကစာတောင်လောက်ကြမယ်မေးလို့မေးထားမရှိပါဘူးသုံးမှတ်စာသုံးမှတ်စာကပြဖြစ်တဲ့အတွက်ခုနလိုစကပြပြန်တာအာပါပါမယ်နော်အဲ့ဒါဆို ို့ရှိရင်ဒါကငါးမှတ်တန်တပုတ်ဖြစ်တဲ့အတွက်မိခွန်ရေအတွက်တပုတ်ပြီးရင်ငါးမှတ်ပါအဲအပိတံမိတ်ဆက်မင်းနိုင်ကြီးမရှိပါဘူးစိန်ပေတာမှာတော့အဲဒီဓမ္မဒိဋ္ဌံမှာဆိုလို့ရှိရင်တမှတ်တန်တပုတ်နမှတ်တန်တပုတ်မိနိုင်ပါတယ်ပြီးလို့ရှိရင်စီကုံရေးဖြစ်မှာတော့အတုံးချမှုမှာတမှတ်တန်တပုတ်စုစုပေါင်း၃ပုတ်ရမှတ်အနေနဲ့တော့၄မှတ်မိနိုင်ပါတယ်ပိုကားပြီးပြောကြရအောင်နမှတ်တန်တပုတ်မိနိုင်ပါတယ် အမှတ်တံတဘောမေးနိုင်ပါတယ်ပြီးလို့ရှိရင်နောက်တစ်ခုကအဲ့တော့နံပါတ်တံတဘောဖြစ်တဲ့အတွက်မိကွန်ရေအတွက်၁စစုပေါင်းရမကနှစ်ကွဲပြားခြားနာအသုံးနှုန်းများမေးနိုင်အခြေအနေမရှိဘူးပေါ့နော်ရှားပွေထားသည့်များကိုအတန်းသူတင်ပြခြင်းမေးနိုင်ခြင်းမရှိပါဘူးမြင့်အေရမြင့်အေရလည်းဒီ2023 TWS မှာတော့တမှတ်တံတဘောလို့ပြောထားတယ်ကျွန်မကအရင်အနေနဲ့ဒါကခုနလို၅မှတ်တံတဘော ကပြားဖြစ်တဲ့အတွက်ငါမှတ်တယ်လဲမေးနိုင်တာဖြစ်တယ်ပေါ့နော်ဒါကတော့တပုတ်တမှတ်တယ်တပုတ်ဖြစ်တဲ့အတွက်မိခွန်ရေအတွက်တပုတ်စူပါရမှတ်တမှတ်ပါစကက်ဆက်စကက်ဆက်မှာတော့ငါမှတ်တယ်တပုတ်ဒါမေးနိုင်ပါလေဒါမိခွန်အနေနဲ့ပေါ့နော်ပြီးလို့ရှိရင်အာငါအဲမိခွန်ရေအတွက်က sorry ဒါကစကက်ဆက်မိခွန်ရေအတွက်တစ်ဖြစ်မှာပေါ့နော်တစ်အာစူစူပါရမှတ်ကဒါငါမှတ်ပါအာဇာနီကောင်းဆောင်အာဇာနီကောင်းဆောင်ကတော့ နမတန်ဒီဓမ္မဒိဋ္ဌာန်မှာဆိုရင်သိမှုမှာနမတန်တပုံမင်းနိုင်ရယ်ပြီးလို့ရှိရင်စီကုံးရေးဖြစ်မှာဆိုလို့ရှိရင်ဇမတန်တပုံတမတန်တပုံပေါ့နော်အလုံးပေါင်း73ပုံအဲ73မှတ်ပုံမင်းနိုင်ပါတယ်ပြီးရင်အညှိုးစာဖတ်ကြရအောင်မှာဆိုလို့ရှိရင်နမတန်တပုံမင်းနိုင်ပါတယ်ဒါဆိုမိကုံးရေးတော့တတိပြီးလို့ရှိရင်နောက်ကရမတ်စုစုပေါင်းကနမတ်ပါနော်နောက်တစ်ခုကြည့်ကြအောင် ပြန်နောက်တစ်ခုကတော့ပြည့်ရမယ်နဲ့ထင်မြင်ချက်ပေါ့နော်အဲအမှဆိုလို့ရှိရင်ကျမတို့စီကုံရေးဖြည့်မှာဆိုလို့ရှိရင်အုံမတ်တန်တပုတ်ဒါကတော့မေကုံပေါ့နော်အုံမတ်တန်တပုတ်မေးနိုင်တယ်ပြီးလို့ရှိရင်နောက်ခုကမေကုံရေးအတွက်ကတော့10ပေါ့နော်ပြီးလို့ရှိရင်ဒါမတ်စစ်စုပေါင်း3မတ်ပါခုနကတော့ကလေဟိုမှာဘာဖြစ်လို့စင်မက်တရားလေးတစ်ချက်လောက်ပြန်ပြောမယ်ပေါ့နော်ဒီခုနဒီအရှိရာဟာလေးတစ်ချက်ပြန်ပြောပြပါမယ် အာဇာနည်ကောင်းဆောင်ကိုဘာဖြစ်လို့ဒီမှာအဲဒီအတုံးချမှုမှာပေါ့နော်အတုံးချမှုမှာဒီဆက်မက်တန်တပုတ်လို့ပြောထားရလဲဆိုရင်အတုံးချမှုတော့ sorry မိနားလည်မှုပေါ့နော်နားလည်မှုမှာဆိုရင်ဆက်မက်တန်တပုတ်လို့ဘာလို့ပြောထားရလဲဆိုရင်သူက read the passage လေစာပိုက်စာပိုက်ကိုဖတ်ပြီးတော့အဲမိကုန်းနေဖြေးရတာမျိုးအဲ့ဒါဆိုရင်အာဇာနည်ကောင်းဆောင်ပေါ့နော်အများဆုံးဒါမေးနိုင်တယ်အဲတခြားသောဒီအဲစာပိုက်တွေလည်းမေးနိုင်ပါတယ်နော် အဲ့ဒါကတော့ခုနပြောသလိုဒီ2025 TOS အညွှန်းစရာအသေးစိတ်ဖတ်ရင်လည်းကျွန်မထပ်ပြီးတော့ဗီဒီယိုတစ်ခုထပ်လုပ်ပေးပါမယ်ဒါကတော့ဒီ2023ရေပေါ့နော် TOS ဖြစ်ပါတယ်ခမ်းမန်းပြီးတော့ဒါမိကုန်းနေဒါလေးလာလေးလာမယ်ပေါ့ဗီ TOS ကအကြောင်းလေးကိုတခြားလေးထဲထဲဝင်ဝင်လေးအဲတည်ကျင်နေသူတွေအတွက်ဒါ sharing လုပ်ပေးခြင်းဖြစ်ပါတယ်နော်2025မှာတကယ်လို့ရခဲ့ TOS အသေးစိတ်အညွှန်းစရာရခဲ့လို့ရှင်တယ်ကျွန်မထပ်ပြီးတော့တင်ပြပါမယ်နော် โอเคဒါဆိုရင်နောက်တစ်ခုခုနဟာဆက်သွားရအောင်တော့ပြည်တော်စုခရီးတွေကကြပြဖြစ်တဲ့အတွက်ခုနလိုပါပဲအာနားလည်ဖို့ပါ နော်ငါမှတ်တမ်းတပုံမိနိုင်တယ်အဲ့တော့မိကွန်ရေအတွက်တစုပေါင်းရမှန်ငါပါအကြောင်းအရအာဒီတရက်ကိုကိုကားပြောကြရအောင်ပါတော့မိနိုင်ခြင်းမရှိပါဘူးတပုံကြည့်ပြီး size ကုန်းရေးကြမယ်မှာလည်းမိနိုင်ခြင်းမရှိပါဘူးဒါပေမဲ့အဲ့ဒီအချက်လက်တွေပေါ်မူတည်ပြီးတော့ဒါ size ကုန်းဒီဝဟုတုဒအနေနဲ့ဒီမာဒီယာတရားဆိုရင် size ကုန်းရဲ့အခြေခံမျိုးလေးပေါ့နော်အဲအဲ့ဒါမျိုးလေးကို တင်ကြားပေးလို့ရပါတယ်ရေတော့အမှန်ဖတ်တော့တင်မှာတော့တမှတ်တဲ့တပုတ်ပါပဲအဲ့တော့မိကုန်းရေအတွက်တစူပါရမယ်တထမင်းပွဲမှာနှစ်မှတ်တန်တပုတ်သုံးမှတ်တန်တပုတ်ပြီးအတုံးချမှုမှာတမတ်တန်တပုတ်အလုံးပေါင်း၃ပုတ်ရမှတ်နေနဲ့၆ပုတ်ပေါ့နော်ပြီးမိမိနဲ့တက်တော့အစားအစာပြုလုပ်နေမှာဆိုလို့ရှိရင်ဒါအောက်မှာစိုက်စားကုန်းနောက်ဆုံးနေနောက်ဆုံးမိကုန်းရဲ့နောက်ဆုံးပုံစံမှာစိုက်စားကုန်း နှစ်ပုတ်ရှိတယ်အဲ့မှာဆိုပထမတစ်ပုတ်ကကြတော့ဒါမျိုးမေးနိုင်ပါတယ်နောက်ဆက်မက်တန်တစ်ပုတ်အဲ့တော့မိခွေရည်အတွက်တစ်ပုတ်ရာမတ်က30အဲဆိုရိုးစကားမှာနှစ်မက်တန်ဒီဓမ္မဒိဋ္ဌံမှာတိမှုမှာနှစ်မက်တန်တက်မက်တန်တစ်ပုတ်အလုံးပေါင်းမိခွေရည်အတွက်နှစ်ပုတ်စုစုပေါင်း3နှစ်ပါအေးထွန်းနှစ်ပဲရှိသေးပြင်များမှာတော့ဒါစီကုန်းရည်ပြင်မှာမိခွေပုံစံနဲ့ပဲသူကသွားပါမယ်3မက်တန်တစ်ပုတ်အဲ့ဒါဆိုရင်3မက်ပါဆိုင်ဆောက်ကုန်းရည်သားနည်းအခြေခံပလတ်စတစ်အိတ်ကလေးခရီးစဉ်မိနိုင်ခြင်းရှိဘူးเนาะဒီမှာကြတော့မပြဆက်မှာဆိုလို့ရှိရင်ဒီမှာတို့တက်မက်တန် 多分見ないね。 မိကွန်ရေအတွက်ကတော့တက်ရမယ်စုစုပေါင်းကတက်မှတ်ပါစာရိုက်စာကုန်းတော့အဲခုနလိုမျိုးပါပဲနောက်ဆုံးပေးမိတာမှာ10မှတ်တန်တပုတ်စုပေါင်းရမယ်10မှတ်နောက်ဆုံးမိကွန်ရေအတွက်အာလုံးမမိကွန်ရေအတွက်ဓမ္မဒိဋ္ဌံအတွက်မိကွန်ရေအတွက်မှာဆိုဓမ္မဒိဋ္ဌံမှာခုနကျမပြောရမလားတိမှုနားလေအတုံးချမှာတိမှုပါတယ်ဒီမှာ20ဘူးပါနော်အဲ sorry မိကွန်ရေအတွက်အပုံ20ပါပြီးလို့ရှိရင်ဒီမှာနားလေနဲ့အတုံးချမှာမပါပါဘူးပြီးလို့ရှိရင်နောက်ခုစီကုန်းရေးဖြစ်မှာကြတော့စီကုန်းရေးဖြစ်ဆိုတာကြမိကွန်နေပါမယ်ပေါ့နော်ခုနပါ ပါမလဲဆိုလို့ရှိရင်အဲဒီခုနစကက်ဆက်လိုမျိုးเนาะအဲစကက်ဆက်လိုမျိုးအားတွေပါမယ်ပြီးလို့ရှိရင်နောက်တစ်ခုကကြတော့အဲဆာဘိုက်ကိုကြည့်ပြီးတော့ပြန်ဖြေရတဲ့ဟာမျိုးတွေပါမယ်เนาะအဲအဲ့ဒါမျိုးတွေပါမယ်အဲဒီအဲ့ဒါဆိုရင်ပြီးရင်နောက်တစ်ခုကကြတော့ပါပါမယ် အဲခုနကပြားရဲ့ဆိုလိုရင်းပေါ့နော်စကားပြေဆိုလိုရင်းနေပါမယ်အဲအဲ့အရမျိုးမှာဆိုရင်ကျမတို့တိမှုမှာဒါ၅မှတ်နားလေတုံးချမှုမှာ၄မှတ်အဲ sorry ၅မှတ်တော့ဖြစ်တယ်၅ပုံနားလေတုံးချမှုမှာ၄ပုံအတုံးချမှုမှာ၁၂ပုံအဲအဲ့တော့စုစုပေါင်းမိကွန်ရေတွက်က42ပုံပါနော်စုပေါင်းမိကွန်ရေတွက်42ပုံရှိပါတယ်အဲ့တော့စုစုပေါင်းရမှတ်အနေနဲ့ဒီဓမ္မဒိဋ္ဌံအတွက်သူကမှတ်30ပါဓမ္မဒိဋ္ဌံမှာဆိုရင်ဓမ္မဒိဋ္ဌံလို့ပြောပြမယ်ခုနကတော့ဘာတွေပါလဲဆိုလို့ရှိရင်အဲ ဲကျမတို့အစားဆိုလို့ရှိရင်ပါပါမယ်အဒီအဖြစ်မတက်ပုံရွေးတာပါမယ်เนาะပြီးလို့ရှိရင်တမတ်တန်တက်ပုံရွေးเนาะနံပါတ်တန်ဆိုလို့ရှိရင်ပါပါမယ်ဆိုကွက်လက်ဖြည့်ပါမယ်ပြီးလို့ရှိရင်ခက်စစ်တွေပါမယ်เนาะ ပြီးလို့ရှိရင်အဝက်ကြတွေပါမယ်เนาะအဲဒါမျိုးတွေပေါ့အဲအဲ့ဒါကအမှန်အလုံးပေါင်း30ဘူပါပြီးရင်စီကုံးရေးပြင်မှာကြတော့ကျမတို့အဲတိမှုမှာ15အဲ15မှတ်ပြီးလို့ရှိရင်နားလေ36မှာ25မှတ်ပြီးလို့ရှိရင်အသုံးချမှုမှာ30အလုံးပေါင်းပေါင်းလိုက်လို့ရှိရင်ဒါ100ဘူပေါ့เนาะ အဲ့တော့အဲဒီဟာနဲ့ kait ပြီးတော့ဒီမေခွန်ဟောင်းလေးတွေကိုဆက်ဆက်ပြီးတော့လေ့လာကြည့်ပေါ့နော်2025နီးရင်လည်းကျွန်မဒီ2025 2026အာဒီအတွက်ပေါ့နော်ညီလို့ရှင်လည်းပဲထပ်ပြီးတော့မေခွန်အာနမူနာပုံစံတွေနဲ့ထပ်ပြောပြပါမယ်ခုနလို TOS ရလို့ရှင်လည်း TOS နဲ့ချိန်ပြီးတော့မေခွန်တွေထောက်တာတွေလည်းကျွန်မဆက်ပြီးတော့တင်ပြသွားပါမယ်နော်အဲ့တော့အဲဒီ channel လေးကိုနော်အဲ subscribe လောက်ထားရသေးပါလောက်ပေးပါ notification လေးကိုလည်းနှိပ်ထားပေးပါခေါင်းလောင်းပုံစံလေးကိုလည်းနှိပ်ထားပေးပါတော့သိကျင်တာရှိလို့ရှင်လည်း comment မှာရေးခဲ့ပေးလို့ရပါတယ် okay ဒီနေ့ video အတွက်ကတော့ဒီလောက်ပါပဲ see you in the next video bye bye